အားလုံးပဲမင်္ဂလာပါကြောဒီနေ့ပြည်မှာဆိုရင်တော့ content modernization ဘာကြောင့်ဆက်အပ်မရသေးတာလဲ content modernization ဆက်အပ်ရအောင်ဘယ်လိုလေးလှုပ်ဆောင်အောင်လဲဆိုတာကိုကြောဒီပြည်လေးမှာပြောပြပြမှဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ချက်လောက်ကြည့်ကြမယ် content modernization program ဒီ insin idea တုန်းကလို့တတ်မှတ်ချက်တွေပြအောင်ကြိုးစားပြီးတော့ဆက်အပ်ပေါ်အောင်ကျွန်တော်တို့လုပ်ယူလို့မရဘူး insin idea တုန်းကဆိုလို့ရှိရင်ဆက်အပ်ပေါ်ဖို့အတွက်ဆိုလို့ရှိရင်သူရဲ့တတ်မှတ်ချက်တွေပြအောင်ကြိုးစားလိုက်တဲ့အခါမှာကျွန်တော်တို့ကို ဆက်အပ်ဆိုပြီးတော့ပေါ်ပြီးတယ် content modernization program မှာကြာတော့ people ဘက်ကနေပြီးတော့ကျွန်တော်တို့ကို invite ပေးမှသာလျှင်ကျွန်တော်တို့ကဆက်အပ်ရတယ်အဲ့တော့ content modernization program ဒီ invite only ဆိုတာအလုံးနဲ့တည်ပြီးသားဖြစ်လိမ့်မယ်အခုလာတယ်မှာဆိုလို့ရှိရင် pay သို့မဟုတ် profile pay တော်တော်များများကို content modernization ဆက်အပ်ပေးနေတယ်အဲ့ဒီမှာကိုယ့်ရဲ့ pay ကဘာကြောင့် content modernization ဆက်အပ်မရလာလဲဆိုရင်တော့ပထမဦးဆုံးတစ်ချက်ကကျွန်တော်တို့တင်နေတဲ့ content ဒီ ကိုပိုင် content ဟုတ်ရလားဆိုတာကိုကျွန်တော်တို့စစ်ဆေးရလိမ့်မယ်။ကိုပိုင် content မဟုတ်ဘူးဆိုလို့ရှိရင် copy content တွေကိုဖြတ်ပြီးတော့ကိုပိုင် content တွေဆက်ပြီးတော့ပြောင်းတင်တင်တယ်။ဒုတိယချက်အနေနဲ့ကတော့ကိုယ့်ရဲ့ page သို့မဟုတ် profile page က Facebook ကသတ်မှတ်ထားတဲ့ eligible နိုင်ငံမှာရှိရလားဆိုတာကိုလည်းကျွန်တော်တို့စစ်ဆေးရလိမ့်မယ်။ကျွန်တော်တို့မတို့ရဲ့ page က follower 9000ကျော်နေပြီး view တွေလည်းကောင်းနေဘာကြောင့် content monetization ဆက်အပ်မရတာလဲ။ follower များတိုင်း view များတိုင်းလည်း content monetization set up ပေးတာမျိုးတော့မဟုတ်ဘူး follower 3000လောက်နဲ့ pay တွေလည်း CM set up ရနေတာကိုတွေ့နေရတာဖြစ်နေတဲ့အတွက် content monetization set up ရဖို့ဆိုလို့ရှိရင် follower 3000နဲ့အထက်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ invite ခံရနိုင်တယ်။ view ကောင်းတိုင်းနဲ့ content monetization set up ရတာမျိုးတော့မဟုတ်ဘူး။ကိုကောင်းနေတဲ့ view တွေကိုပေါက်နေတဲ့ video တွေရောကိုရဲ့ကိုပိုင် content တွေဟုတ်ရလားဆိုတာကိုလည်းကျွန်တော်တို့စစ်ဆေးရတယ်။ copy content နဲ့ပေါက်ပြီးတော့ view တွေကောင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ CM ဆက်ကကျွန်တော် invite ခံရနိုင်ဖို့အတွက်အလန့်အရန်ဟိုမှာနေပါတယ်။ကိုယ့်ရဲ့ page သုံးဖို့ blue pine page ဟာ follower 3000နဲ့အထက်လဲကျော်နေပြီ။ကိုတင်တဲ့ content တွေကလည်းကိုပိုင် content တွေဖြစ်တဲ့ view တွေလည်းကောင်းတယ်။ CM ဆက် invite မရသေးဘူးဆိုရင်တော့ကျွန်တော်တို့ခဏစောင့်ပေးလိုက်ပါ။ CM ဆက် invite ရလာပါလိမ့်မယ်။အဲဒီ CM ဆက် invite မရသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ content modernization အပီးဖောင်ကိုကျွန်တော်တို့တင်လို့လည်းရတယ်။ဒါကိုလည်းကျွန်တော် content modernization ဆက်အပ်ရဖို့အတွက် ဖောင်တင်းကြီးဆိုပြီးတော့ကျွန်တော်ရဲ့ပြည်မှာတင်ပေးထားတာလေးရှိတယ်။ကိုပိုင်ကွန်တက်တင်မှာ content monetization set up ရမှာလား။ကိုပိုင်ကွန်တက်မတင်ဘဲနဲ့ copy content တင်ထားတဲ့ page တွေလည်း content monetization set up ရနေတာကိုတွေ့နေရတာဖြစ်တဲ့အတွက်ကိုပိုင်ကွန်တက်တင်မှာ content monetization set up ရမယ်လို့တော့ပြောလို့မရဘူး။ဒါပေမဲ့ copy content တင်ပြီးတော့ CM set up ရနေတဲ့ page တွေကရှောက်တဲ့အခါမှာမအောင်တာကိုတွေ့နေရတာဖြစ်နေတဲ့အတွက် content monetization အတွက်ဆိုလို့ရှိရင် ကိုပိုင်ကွန်တက်ပဲတင်ရမယ်လို့ပြောလို့ရတယ်။ကိုပိုင်ကွန်တက်ဖြစ်တော့ညာလဲကျွန်တော်တို့ကကိုယ့်ရဲ့ဗီဒီယိုမှာ background music တွေသူများရဲ့တခြင်းတွေကိုတုံးထားမယ်ဆိုလို့ရှိရင်သူများရဲ့အတန်တွေကိုတုံးထားမယ်ဆိုလို့ရှိရင် Facebook ရဲ့ partner monetization policy တွေမလွတ်တာဖြစ်နေတဲ့အတွက်ကျွန်တော်တို့ content monetization ဆက်အပ်ရဖို့အတွက်အရန်ဝင်မှနေပါတယ်။အကယ်၍ content monetization ဆက်အပ်ရခဲ့သည်ရှိတော့ကျွန်တော်တို့ရှောက်တဲ့အခါမှာလည်း content monetization အောင်မှာမဟုတ်ဘူး။ကျွန်တော်တို့ရဲ့ page သူ့မဟုတ် profile page က contact modernization invite ခံရနိုင်ရှိလားဆိုပြီးတော့ကျွန်တော်တို့မေးနေကြတာ၄ရှိတယ်။ပေတိုင်း profile ပေတိုင်းက contact modernization invite ခံရနိုင်ရှိတယ်။အဓိကကတော့ follower 3000ထက်အထက်ကျော်နေလို့ပဲလိုတယ်ပေါ့နော်။အဲ့တော့ဘယ်ပေဘယ် profile ပေဖို့တော့ contact modernization invite မပေးဘူးဆိုပြီးတော့သတ်မှတ်ထားတာမျိုးတော့မရှိဘူး။အဲ့တော့ content modernization invite မခံရတဲ့သူတွေကဘလို့တွေလှုပ်ဆောင်ထားရမလဲ။ပေးသို့မဟုတ်ကိုယ့်ရဲ့ profile ပေးတဲ့ကိုဝင်လိုက်မယ်။ပြီးလို့ရှိရင်တော့ကိုယ့်ရဲ့ wall ထဲကိုသွားမယ်။ ပြီးရင်ညာဘက်မှာရှိတဲ့အဆက်39နည်းမယ်။ page ဆိုရင်တော့ page set တက် profile ဆိုရင်တော့ profile ရှိတဲ့တဲ့ကိုဝင်ပေးလိုက်မယ်။အဲ့ဒီမှာကိုယ့်ရဲ့ page quality က၀နေလား၊ညနေလား၊စိမ့်နေလားဆိုတာကိုကျွန်တော်တို့အရင်ဆုံးကြည့်ရလိမ့်မယ်။အကဲကိုယ့်ရဲ့ page က와နေတယ်နေနေတယ်ဆိုလို့ရှိရင် content monetization invite ခံရဖို့အတွက်ရခိုင်နှုန်းနေပါတယ်။အဲ့ဒီမှာ page 와နေတယ်နေနေတယ်ဆိုလို့ရှိရင် content monetization invite မပေးဘူးလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူး။ page 와နေတဲ့သူတွေနေနေတဲ့သူတွေကို content monetization invite ပေးနေတာကိုလည်းတွေ့နေရတာဖြစ်နေတဲ့အတွက် ပေဝါလည်းပေနီနီလည်း quantum modernization invite ခံရနိုင်တယ်။ဒါပေမဲ့ရှောက်တဲ့အခါမှာကျတော်တို့အောင်မှုအတွက်ကတော့မရှိဘူးပေါ့နော် quantum modernization ကြာသွားပြီ။ပြီးလို့ဆိုရင်တော့ကိုယ့်ရဲ့ပေဝါ combination တို့မဟုတ် global recommendation စီ active ဖြစ်နေလား၊ suspended ဖြစ်နေလား၊ risk ဖြစ်နေလားဆိုတာကိုကျတော်တို့အမြင်ဆုံးစစ်ဆေးရတယ်။အကြေးဆက်စပတ်တုံးမဟုတ် limit ဖြစ်နေတယ်ဆိုလို့ရှိရင်ဒါကိုကျော်တို့ကဖြည့်ရှင်းထားရမယ်။ active ဖြစ်နေဖို့လိုအပ်တယ်။ပြီးလို့ရှိရင်တော့ modernization ဆိုတာကိုကျော်တို့နှိပ်ကြည့်ရတယ်။ modernization မှာလည်း limit ဖြစ်နေလား suspended ဖြစ်နေတာ rate ဖြစ်နေတာဆိုတော့ကျွန်တော်တို့ကြည့်ရမယ်။အကယ်၍ limit တို့ suspended တို့ဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါကိုလည်းဖြေရှင်းရနိုင်မယ်။ modernization active ဖြစ်နေဖို့လည်းလိုအပ်တယ်။အဲ့တော့ content modernization invite ခံရနိုင်ဖို့အတွက်ဆိုလို့ရှိရင် peak quality စိတ်နေဖို့လိုတယ်။ပြီးလို့ရှိရင်တော့ကျွန်တော်တို့ peak recommendation active ဖြစ်နေဖို့လိုတယ်။ modernization မှာကျွန်တော်တို့ active သို့မဟုတ် eligible ဖြစ်နေဖို့လိုအပ်တယ်။ ကိုယ့်ရဲ့ပေကအခုပြောခဲ့တဲ့အချက်တွေနဲ့လည်းကန့်ညီတယ်ကိုပိုင်ကွန်တန်နေတဲ့တင်တယ် content modernization set up မရသေးဘူးဆိုရင်တော့ခဏစာဝေးလိုက်ပါ content modernization set up ရလာပါမယ်။ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။